ာထကတဲ့ကမာရဲ့เจ้าမှာအတန်းမိုင်ဆီယာမကအသက်6နှစ်အရွယ်သားငယ်ရဲ့နောက်ကျောကိုဒဏ်ရာအကြီးကျယ်ရတဲ့အထိရိုက်နှက်ခဲ့တယ်လို့သားလေးကပြောခဲ့ပေမယ့်ကလေးကို ရိုက်နှက်ခဲ့သူဟာအတန်းမိုင်ဆီယာမမဟုတ်ပေတူရှင်ဆီယာမဖြစ်နေတဲ့ဖြစ်စဉ် မင်္ဂလာပါပရိသတ်ကြီးရှင်အထာကတိကမာရွတ်ကျောင်းမှာအသက်6နှစ်အရွယ်တားငယ်လေးဟာအင်္ဂိုပြန်ရောက်လာချိန်ကြောကုန်းမှာရိုက်ခန့်ထားရတဲ့အရှိုးရတွေကိုတွေ့ခဲ့ရတဲ့အတွက်မိခင်ဖြစ်သူကစိုးရိမ်ပြီးမေးမြန်းတဲ့အခါအတန်းမိုင်ဆရာမကရိုက်တာပါလို့တားဖြစ်သူကပြန်ပြောခဲ့တာဖြစ်ပါတယ် ဒါကြောင့်မလို့မိခင်ဖြစ်သူကအတားမိုင်ဆီယာမနဲ့တွားရောက်တွေ့ဆုံခဲ့ကဘာကြောင့်မလို့အခုလိုလောက်ရမျိုးလောက်ခဲ့ရတာလဲဆိုပြီးတော့မေးမြန်းခဲ့ပေမယ့်ဆီယာမတွေကသူတို့ပြုလုပ်ခဲ့တာမဟုတ်တဲ့အတွက်အစိုးမဖြစ်စဉ်ကိုကြောင်းအုပ်ဆီယာမကြီးအတားမိုင်ဆီယာမနဲ့မိဘတွေခေါ်ယူပြီးတော့စုံစုံညီညီနဲ့ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကျမှသားလေးကိုရိုက်ခဲ့တဲ့သူဟာသားလေးရဲ့ကျူရှင်ဆီယာမလည်းဖြစ်တယ်လို့အဆိုပါအထက်ကတဲ့အကြောင်းမှလည်းအကြောင်းကားဆွဲနေတဲ့အမျိုးသမီးဖြစ်ကြောင်းပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီအခါမှာမိခင်ဖြစ်သူကတားလေးကိုကျူရှင်ဆီယာမကရိုက်ပြီးသူရိုက်တာဒီမှာဆိုလို့အတန်းမှန်ရိုက်တာလို့ပြောခိုင်းတဲ့အတွက်တားဖြစ်သူကအခုလိုမောင်ရင်းပြောခဲ့တာကြောင့်သူမအနေနဲ့မောင်ရင်းဆွဆွဲခဲ့မိတာဖြစ်တဲ့အကြောင်းပြန်လဲတောင်းမှန်ခဲ့တာလေးဖြစ်ပါလေ။အထာကတဲ့ကမာရဲ့ကျောင်းမဆီယာမတွေကတော့ကျောင်းကဆီယာမတွေဟာအတန်းနိုင်ဆုံးပြောဆိုဆုံးမမှုနဲ့သာတင် जा လေးရှိကြောင်းပြောဆိုဆုံးမလို့ဘလို့မှမရတဲ့သူကိုတော့ဒီအတိုင်းသာလွတ်ချထားဖို့မှားထားကြောင်းကိုလည်းကျောင်းအုပ်ဆီယာမကြီးကရှင်းပြခဲ့တာပါ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးအတန်းမိုင်ဆီယာမားကလည်းဒီလိုကိစ္စတွေမရှိကြောင်းအတန်းချင်းကတခြားသောចောင်းသားတွေနဲ့အတူမိဘတွေရဲ့ရှေ့မှာပါသူမကရိုင်းနှက်ခဲ့တာမဟုတ်ကြောင်းမျက်နှာစုံကြီးဖြည့်ရှင်းပြခဲ့ရတာပဲဖြစ်ပါတယ်ယခုဖြစ်စဉ်မှာကလေးငယ်ကိုနာကျင်စွာရိုက်နှက်ခဲ့တော်သူမှာကျူရှင်ဆီယာမဒေါ်ကီစင်ထွန်းဖြစ်ပါတယ်။ចောင်းသားမိဘနဲ့အတန်းမိုင်ဆီယာမတွေချာမှာထင်အောင်ထင်မှားဖြစ်အောင်လုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ကိုလောက်ခဲ့သောအပြစ်ကိုဝန်ခံခြင်းမရှိပဲအတမ်းမိုင်ဆီယာမကိုအပြစ်ဖို့ပြောဆိုခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ကလေးအပေါ်မှာအခုလိုပြစ်မှုမျိုးကျူးလွန်ခဲ့တဲ့ဆီယာမဒေါ်ကီစင်ထွန်းကိုလည်းကလေးတငယ်နှိမ့်ဆက်ညှဉ်းပန်းမှုနဲ့တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ယခုဖြစ်ပေါ်ခဲ့တဲ့ကိစ္စရအောင်အေဂျင့်တည်ငိမ့်စွာနဲ့ဖြည့်ရှင်ပေးခဲ့တဲ့ကျောင်းအုပ်ဆီယာမကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်။မောင်ရွှေဆွဆွဲခံခဲ့ရသူအတမိုင်ဆီယာမဒေါ်ဝင်းရွှေဝိရီကိုလည်းအမြင့်မားရှိခဲ့ပြီးတဲ့အတွက်တောင်းပန်ပါတယ်ဟုဆိုကာယကံရှင်ကလေးရဲ့မိခင်ဖြစ်သူကပြန်လည်တောင်းပန်ထားတာလည်းဖြစ်ပါတယ်။ ိုင်းမှာတက်တာလည်းကျမလည်းမသိကျမတစ်တော့ပိုင်းမကြည့်ကျမတတ်သုံးကြောက်ကြီးရလေအဲဒေါ်ဒီရေဒေါ်ဒီတို့ကြောင်းကနာမည်နဲ့ဆံမနာမည်နဲ့လိုင်းမှာတက်နေတယ်တစ်ချက်ကြည့်လိုက်အောင်ဟဲ့နေပို့ပြီငါလည်းမလုပ်ကြောက်ဘူးအဲသူပို့ပြီးတော့ကျမလည်းဒီကြောင်းကဂရုတင်လိုက်တယ်ဟဲ့ဝီရှုဝီရေအဲ့လိုရလိုက်တယ်ပြောတယ်အဲ့လိုပါနေအဲသူကလည်းပြန်လာမှမိုးချုံမှအဲဒီချက်ကြီးသမီးမရိုက်ဘူးမရိုက်ဘူးဆိုရင်မရိုက်တဲ့တက်တယ်အဲ့တမီးအဲ့ကလေးတွေကိုအတန်းကိုခေါ်ပြီးအမီကလေးတွေအဲ့နေတူရိုက်တာဘယ်သူပါတွေ့လဲဆိုတော့နောက်အဲ့လိုမျိုးကလေးတွေကို လေးတွေရှိမှာပေါ့နော်အဲ့ညာအောင်ကောင်းရက်ကိုရိုက်တာဟုတ်လားအဲ့ဒါလေးလည်းမီးပေါ့နော်ပုံမီးရတယ်နောက်ပြီးတော့လည်းပေါ့လူမျိုးလေးပေါ့နော်ဒီကလေးကမီးရပဲသူပဲရိုက်တာလားတချို့ဒီကနေအင်ဂျန်တော့ဟိုအเจ้าကနေအင်ဂျန်တော့အเจ้าကိုတမ်းမရောက်ပဲနဲ့ဘယ်လိုရောက်လဲဟိုကျူရှင်မာမြကျူရှင်ဆ iam မများရိုက်လာတာလေးတွေလည်းရှိတယ်လေကျောင်းကဆ iam မနဲ့ကျူရှင်ဆ iam မနဲ့ရောသွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဒါမျိုးလေးတွေလည်းရှိလို့ကျမကောကွက်ပြပြသိချင်လို့ပါ ဟိုတနောက်ကြီးလဲဟိုရိုက်ဖို့လဲဖွင့်မပြုတ်ပါဘူးလေသူတို့လည်းတည်တယ်ကျမလည်းပြောတယ်အစမ်းနဲ့ဆုံးမှမယ်ဟာလာဒီလိုပဲခုံကြီးကိုရိုက်မယ်ဘယ်သူမဆိုကျမအမြဲတမ်းပြောရယ်ကိုလည်းတာမီးမွေးတာလေဟိုဘဒုတာမီးပြပြစင်းရဲချမ်းတာသူတို့မွေးရတာသူတို့ချစ်တာပဲကျမအမြဲပြောတယ်ဆုံးမှမယ်ပြောမယ်ပြောလို့မရရင်လွတ်ချတာလားဟုတ်လားလားပါပဲပြပြကိုရခုနတော့တော့နဲ့ပြောတယ်ဒါမဲ့သူတို့ကငဲတယ်လေဒီဂျီတို့ဂျီဝိုင်းတို့ဂျီတူးတို့ကဘာမှမသိဘူးဟာလာမသိတော့ကိုပြောတော့လေအလကားပဲ ဟိုရိုက်လဲတစ်ချက်ပေါ့နော်အဲ့လိုဆိုတော့ကျမအမေပြောတယ်အဲ့တော့ तू ကတော့ तू မရိုက်ဘူးတဲ့အဲမရိုက်ဘူးဆိုလို့ရှိရင်အဲ့ဒါဆိုကော်ပြီးလိုက်နဲ့ဘယ်သူရိုက်လဲအဲ့တီးရပေါ့နော်အေးသက်သေးပါညာပေါ့အဲ့ဒါလေးကိုခေါ်ပြီးတော့ပြောတာပေါ့နော်ကျမအဲ့လိုဆိုတော့အဲ့တော့တမီးဘက်ကလည်းအဲ့ကလေးတွေတစ်ချက်တော့ခေါ်ပြီးတော့ခေါ်ကားလိုက်ရမယ်ကြီးခေါ်ပါလိုက်လေးကကလေးပဲခေါ်လိုက်ကလေးကိုခေါ်လိုက်ကလေးအများကြီး မဟုတ်လေနည်းနည်းနားလေတဲ့ကလေးနီးပါးတယ်မဟုတ်ဘူးအမီမာဟုတ်ကဲ့ဟုတ်ကဲ့ကျောင်းရဲကဆုံးပါလေဟိုတတိယအဲဆိုရင်